မင်္ဂလာပါခင်ဗျာဒါကတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့တန်တဲကန်းကြီမှာရှိတဲ့အထိမ့်မတ်ကြောက်တန်ကြီးပဲဖြစ်ပါတယ်ဒီကြောက်တန်ကြီးကဆိုရင်အရင်တုန်းကပင်လယ်ကူးတင်းမောတွေကိုမီးတုပ်လုပ်ပြီးတော့ထွန်းပြခဲ့တဲ့မီးပြတိုက်လိုမျိုးမီးကြောက်တန်ကြီးဖြစ်နေလေထင်ရှားခဲ့ပါတယ်တချို့ကလည်းငစင်ကာရဲ့အထိမ့်မတ် ကြောက်တိုင်လို့ခေါ်ကြပြီးတချို့ကြတော့လေပါရတိုင်းပြည်ရဲ့နန်နမိတ်တတ်မှတ်ရာကြောက်တိုင်တစ်ခုဖြစ်နေပြောဆိုကြတာကိုလေကျွန်တော်တို့ကြားသိကြရပါတယ်ခင်ဗျာဒီကြောက်တိုင်ကြီးကိုအာထူးဆန်းတဲ့အကြောင်းအရာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့စိတ်တွေတက်ခဲတဲ့အတွက်လဲနေရာနေ ပြန်ပြီးတော့ထူထောင်လာတဲ့ထူမက်လာတဲ့ကြောက်တိုင်ဖြစ်နေလေထင်ရှားကြော်ကြပါလေအာဒီကြောက်တိုင်ပေါ်ကိုစိတ်တွေပေါ့နော်စိတ်တွေတန်းတန်းနဲ့လဲနေတဲ့ကြောက်တိုင်ကြီးအခုလိုထောင်မက်သွားရလို့လေတချို့ဒေသခံတွေကပြောကြပါတယ်ဒီတို့ကင်းစိုးစင်တာကိုစိတ်ဝင်စားဖွယ်ရာကောင်းလာတဲ့ဒီရန်ကုန်မြို့ကနေ2နာရီလောက်ကားမရုံနဲ့သွားရောက်လဲပတ်နိုင်တဲ့ဒီ တန်တဲ့ကန်းကြီးမှာရှိတဲ့ဒီကြောက်တန်ကြီးကိုအားလုံးပဲလာရောက်လည်ပတ်ကြဖို့လေ့လာကြဖို့အတွက်ကျွန်တော်အနေနဲ့ဒီနေရာကနေတိုက်တွန်းလို့ဆိုအပ်ပါခင်ဗျာ